တပည့်တို့အာနာပါနကမ္မထံကဲ့သို့သောသမထကမ္မထံတစ်ခုကို အထုတ်တယ်ဆိုကြစို့ယောဂဝဆရာပုဂ္ဂိုလ်ကဝင်နေထွက်လေအာယုံပေါ်မှာဘာဝနာစိတ်ကိုညီဝဆာကပ်ပြီးတီအောင်ကျိုးစားနိုင်တဲ့အခါယံခတဏှာဤသို့မဟုတ်နှစ်နာရီလောက်အထိဘာဝနာစိတ်ကဝင်လေထွက်လေအာယုံမှာငြိမ်နေတယ်အဲဒီလိုအခါမျိုးမှာယောဂီပုဂ္ဂိုလ်က ဝင်လေတွဲ့လေဆိုတဲ့ပညာအာယုံပေါ်မှာဘာဝနာစိတ်ကငြိမ်ကပ်နေကပ်တခါတည်းရန်လဟာပြင်းထဲမှာအတိစိတ်ကလေးနဲ့ဝင်လေထွက်လေနှစ်ခုပဲရှိတော့တယ်ဆိုတဲ့ဒီအတိမျိုးပေါ်လာတတ်ပါတယ်အဲ့ဒီအခါမှာသူကခန္ဓာကိုယ်ပျောက်တယ်ဆိုတာကမိမိခန္ဓာကိုယ်ကိုပြန်ပြီးရှုနေတာမဟုတ်တဲ့အတွက်ခန္ဓာကိုယ်ကိုလည်းမတွေ့ပါဘူး အသည့်စိတ်ကရှိနေတယ်ဆိုတာကဝင်လေထွက်လေအာယုံကိုမိမိကစွစွဆိုင်ဆိုင်ရှုနေတဲ့အတွက်ကြောင့်ဝင်လေထွက်လေကိုတိုးတွင်သိနေတဲ့စိတ်ကတော့ရှိပါတယ်။သို့သောဒီမိကုံအရာသူကစိတ်ကလည်းဘာမှတခါတလေမရှိဘူးလို့ထင်နေတယ်။ဘာကြောင့်လဲဆိုတော့သူရဲ့ရှုမှတ်မှုကသမထဆိုလဲသမထတိတိကျကျမဟုတ်ဝိပဿနာဆိုလဲယုံနံပရမတ်တေကိုတိုးတွင်သိပြီးမှဝိပဿနာတို့ကုရမှဖြစ်တဲ့အတွက် ယုံ nant ပရမတ်တွေကိုထိုးထွင်းသိတဲ့အဆင့်ကလည်းမရှိဖြစ်နေတယ်။အဲဒီလိုမရှိတဲ့အဖြစ်အခိုက်မှာဘာမှမတည်ဘူးဆိုတဲ့အဆင့်တော့ရောက်သွားရင်တပည့်တို့စာပေနယ်ကတော့ဘဝင်ကြနေတယ်လို့ခေါ်ပါတယ်။ဘဝင်စိတ်တွေဇက်တိုက်ဖြစ်နေတယ်။ဘာဖြစ်လို့ဒီဘဝင်စိတ်တွေကဒီလိုရှုနေတဲ့အချိန်ခါမှာဖြစ်ပေါ်ရသလဲဆိုတော့ယောဂီပုဂ္ဂိုလ်ရဲ့သရဝရိယတတိသမာတိပညာဆိုတဲ့အိန္ဒြေ၅ပါးတို့က သူရဲ့စိတ်အစဉ်ကိုမိမိရှုပသုံးသပ်နေတဲ့ဘာဝနာအယုံပေါ်မှာငြိမ်ဝစွာကပ်ပြီးတည်နှိမ်အောင် ထိမ့်ချုပ်ထားနိုင်တဲ့စွမ်းအားကြီးတွေက မပြည့်ဝသေးတဲ့အတွက်ဘလတ်ခေါ်တဲ့စွမ်းအားကြီးတွေကမပြည့်သေးတဲ့အတွက်ယံခါကမ္မထအယုံမှလျော့ကြပြီးဘဝင်ကြနေခြင်းဖြစ်တယ်။ဘဝင်စိတ်တို့ရဲ့ဓမ္မတာကမိမိရှုပနေတဲ့ကမ္မထအယုံကို မသိပါဘူး။ဘာကိုသာသိတယ်လဲ။ အတိဘဝတေဂာနိကာလမရဏတဏ္ဍာဇော အချိန်ခါမှာအကျိုးပေးရမဲ့ကံရဲ့စွန့်ရင်တတ္တိရောက်ထင်ပေါ်နေတဲ့အာယုကံတော်၎င်းကမ္မနမိတ်တော်၎င်းဂတိနမိတ်တော်၎င်းတခုခုကိုသာသိတယ်ပိစုံပံအာယုမှန်သမျှကိုဘာမှမသိပါဘူးပိစုံပံအာယုမှန်သမျှကိုမသိတဲ့အတွက်ဘာမှမသိဘူးလို့ပြောခြင်းသည်ခေတ်ကတော့နိဗ္ဗာန်လို့ယူဆကြတယ် ညကတပည့်တော်ဟောတဲ့အထက်လိုဟောခဲ့တယ်လို့သစ္စာလေးရတရားမြတ်ကိုဟုတ်တိုင်းမှန်စွာတမ္မာတိတိဉာဏ်ပညာဖြင့်ကိုယ်တိုင်မျက်မှောက်ထွင်းဖို့မသိခဲ့ဘူးဆိုရင်သန္တရာဝဇ္ဇေဒုက္ခရဲ့အဆုံးပိုင်းချဖြစ်တဲ့နိဗ္ဗာန်ကိုဘယ်လိုမှမရနိုင်ဘူးလို့ဘုရားရှင်ကတော့ဟောကြားနေတော်မူပါတယ်။ဘုရားဟောဒေသနာတော်အပေါ်၌လက်ခံယုံကြည်နေတဲ့သရတရားအပြည့်ဝရှိခဲ့ရင်တော့ ယခုလိုဘဝင်ကြနေခြင်းကိုနိဗ္ဗာန်လို့အယူဆမှတ်ခြင်းသည်သာသနာတော်မှတ်သူကအရှုံးကြီးရှုံးသွားတဲ့ပုဂ္ဂိုလ်တယောက်သာဖြစ်ပါတယ်တကယ်နိဗ္ဗာန်မဟုတ်တာကိုနိဗ္ဗာန်လို့ယူဆခြင်းမျှသာဖြစ်ပါတယ်ကဲဒီတော့သူကဘေကမတန်းကိုရှုတယ်ဆိုတော့တိတိကျကျသိခဲ့ရရင်တော့တပည့်တော်ကတိတိကျကျပြန်ပြီးအဖြေပေးလို့ရပါတယ်နော်